ကျွန်တော်အခုဖတ်ပြပေးမှာကတော့ဆရာမိုးရှင်းရဲ့လက်ဆောင်ဆိုတဲ့စာအုပ်ထဲကအခန်းဆက်နှစ်ဘလောက်ကြကြာစိတ်ညစ်မလဲတခါတော့ငါစာတင်ခန်းတစ်ခုထဲမှာ professor ကြီးတယောက်ဟာရေးထည့်ထားတဲ့ဖန်ခွက်တစ်ခုကိုကင်ထားပြီးကျောင်းသားတွေရှိမှရက်နေခဲ့ပါတယ်သူကရေးဖန်ခွက်ကိုအားလုံးမြင်အောင်မြှောက်ပြလိုက်ပြီးဒီဖန်ခွက်ဘလောက်လေးမဲ့တင်လဲလို့မေးလိုက်ပါတယ်ကျောင်းသားတွေကလည်း50 gram 100 gram 125 gram စိုက်ရှိတဲ့ပြည့်အပြိုင်ဆိုင်ခံမှန်းပြီးဖြေကြပါတယ်ဒီအချိန်မှာ professor ကြီးက ငါမချင်ရသေးပဲနဲ့လေးချိန်တီးကြကိုတော့ပြောနိုင်မှာမဟုတ်ဘူးဒါပေမဲ့အဓိကကငါပြောချင်တာကဒီဖန်ခွက်ကိုမိနစ်အနည်းငယ်ကြာအောင်ငါကင်ထားရင်ဘာဖြစ်မလဲလို့မေးလိုက်ပါတယ်ចောင်းသားတကူကဘာမှဖြစ်လာမှာမဟုတ်ပါဘူးလို့ဖြေပါတယ်โอเคဒါဆိုရင်ငါတနားရီလောက်ကြာအောင်ကင်ထားရင်ရောဘာဖြစ်မလဲပရော်ဖက်ဆာကြီးကဆက်မေးလိုက်ပါတယ်ចောင်းသားတွေကတကူကဆရာလက်ညောင်းပြီးကြိုက်လာပါလိမ့်မယ် အဲ့ဒီတော့မှဆရာကြီးကမင်းပြောတာမှန်ပါတယ်ငါတစ်နေလုံးကင်ထားရင်ရောဘာဖြစ်မယ်တင်လဲလို့ဆက်မိပါတယ်ဆရာကြီးလက်တွေထုံကျင်ပြီးအကျော်သေးသွားနိုင်ပါတယ်ဖေးုံကိုတေချာပေါက်သွားရနိုင်ပါတယ်လို့ကျောင်းသားတို့ကဖြေပါတယ်အဲ့ဒီအဖြေကိုကြားတော့အခြားကျောင်းသားတွေလည်းပွဲကြသွားပြီးထားရကြပါတယ်ဆရာကြီးကကောင်းပြီဒီတော့အခုငါပြောသွားတဲ့အချက်တွေထဲမှာဖန်ခွဲရဲ့အလေးချိန်ပြောင်းလဲသွားတာပါလားလို့မေးလိုက်ပါတယ်ကျောင်းသားအလုံးကလည်းတညီတညွတ်တည်းမပြောင်းလဲပါဘူးဆရာကြီးလို့ဝိုင်းပြီးဖြေကြပါတယ်ဒါဆိုရင်ငါ့ကိုအဓိကနာကျင်နေတာကဘာလဲလို့ဆရာကြီးကမေးခွန်းထုတ်လိုက်ပါတယ် ကျောင်းသားတွေလည်းရုတ်တရက်ကြောင်သွားပါတယ်။ဖျာကြီးကမေကွန်လွယ်သွားအောင်ငါမနာခြင်းဘာလို့ဖို့လိုလဲလို့ပြောင်းမိလိုက်ပါတယ်။ဒီတော့မှကျောင်းသားတွေကကင်ထားတဲ့ဖန်ခွက်ကိုချလိုက်ုံပါပဲလို့ဖြေလာပါတယ်။မှန်လိုက်လေဆိုပြီးဖျာကြီးကနှစ်ထောင်အရာပြောလိုက်ပါတယ်။ဘဝမှာရှိတဲ့ပြဿနာတွေကလည်းတကယ်တော့ဒီဖန်ခွက်လိုပဲကွ။မင်းနဲ့နေငယ်ကြအောင်ခေါင်းထဲထည့်ထားရင်အဆင်ပြေသေးတယ်။ဒါပေမဲ့အချိန်ကြာကြီးထည့်ထားရင်တော့အဲ့ဒီပြဿနာတွေကကိုယ့်ကိုနာကျင်အောင်ဆလုပ်လိမ့်မယ်။အချိန်ကြာကြီးခေါင်းထဲမှာထည့်ထားလေလေ ပိုဆိုးတွေပဲခံဝက်ကိုအကြာကြီးခြင်ထားရင်လက်အကျောထုံသွားနိုင်တယ်လို့ပြဿနာတွေကိုအကြာကြီးကောင်းတဲ့ထည့်ထားရင်စဉ်းစားနိုင်သွမ်းတွေပါထုံသွားတတ်တယ်ပြဿနာတွေစိန်ခေါ်မှုတွေကနေ့စဉ်ဘဝမှာရှိနေမှာပဲဒါပေမဲ့မိုးချုံလို့အိပ်စက်တဲ့အချိန်ကြရင်တော့အဲ့ဒါတွေကိုခေါင်းထဲကနေထုတ်ပြဖို့လိုတယ်ဒါမှနောက်နေ့မနက်နိုးရင်စိတ်ဖိစီးမှုမရှိပဲနိုးလာမှာမနက်တိုင်းလလန်းဆန်းဆန်းနဲ့နိုးလာပြီးဘဝရဲ့ပြဿနာအစ်တွေစိန်ခေါ်မှုအစ်တွေကိုကောင်းမွန်စွာအကင်အတွေဖြည့်ရှင်းနိုင်မှာဖြစ်ပါတယ်ဆရာကြီးက ကျောင်းသားတွေကိုရှင်းပြခဲ့ပါတယ်ဒီအကြောင်းအရာလေးကပေးတဲ့ message လေးကိုကျွန်တော်အရင်သဘောကျမိပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်ကဖန်ခွက်ကင်ထားရတာဝါနာပါတူတယောက်ဖြစ်ခဲ့ဘူးလို့ပါတခုစိတ်နောက်ချက်ဖြစ်သွားရင်တော်တော်နဲ့ပျောက်လေးမရှိပါဘူးအကြာကြီးစဉ်းစားလေးရှိခဲ့မှုပါတယ်ကြာကြာစဉ်းစားလေးပိုစိတ်ညစ်လေးလေးပါပဲဒါပေမဲ့ကိုယ်ကင်ထားတဲ့ဖန်ခွက်ကိုကိုယ်ကိုယ်တိုင်လက်ကချနိုင်တယ်ဆိုတာကိုမေ့နေခဲ့ပါတယ်မကျင်နဲ့ဆရာရှိရင်တခါတလေတပတ်လောက်အထိစိတ်မကြည်တတ်ပါဘူးအဲ့ဒီအချင်းကြောင့်ပဲမပြောင်းရွှင်ခဲ့ရတာများပါတယ် ဒါပေမဲ့နောက်ပိုင်းမှာဒီပုံမြင်လေးတွေကလို့စပြီးကျင့်သုံးကြည့်ခဲ့တယ်။စိတ်ထဲမှာအကြကြီးထည့်ထားတာဟာတကယ်တော့ကိုယ့်ကိုယ်ဒုက္ခပေးတာနဲ့အတူတူပါပဲ။ချက်ချင်းထုတ်ပြစ်နိုင်လောက်အောင်မြင့်ချက်သေးပေမဲ့စိတ်ထဲကထုတ်ပြစ်တာအရင်ကထက်တော့မြန်လာခဲ့ပါတယ်။တကယ်လည်းဒီလေးချင်းကအကျိုးရှိပါတယ်ပြဿနာတော်တော်များများဟာကိုမတွေးတိုင်ရင်မရှိတော့ပါဘူးသူတို့နေထိုင်တာကိုယ်စိတ်ထဲမှာပဲရှိပါတယ်သူတို့ကိုနေစရာမရှိအောင်နေထုတ်လိုက်ရင်ချက်ပြောင်းနှက်ပြောင်းပျောက်သွားတတ်ပါတယ်အရန်လွယ်တဲ့လေးချင်းတော့မဟုတ်ပါဘူးဒါပေမဲ့တစ်ပြေးပြင်းလေးချင်းယူတည်ပါတယ် တကယ်ကျိုးရှိတဲ့လေ့ကျင့်မှုပါတင်းငငယ်တုန်းကအချက်ရခဲ့တဲ့အဖြစ်အပျက်တစ်ခုကောင်းထဲမှာရှိနေသေးလားအဲ့ဒီအဖြစ်အပျက်ကိုစဉ်းစားလိုက်ရင်ဘာဖြစ်လို့ရှိလဲရှက်လာပြီးနေရထိုင်ရခက်တယ်ဖြစ်လာတယ်မဟုတ်လားတကယ်တမ်းစဉ်းစားကြည့်ရင်အဲ့ဒီအဖြစ်အပျက်ကအခုမရှိတော့ပါဘူးအဲ့ဒီအဖြစ်အပျက်ကပြီးဆုံးသွားပါပြီတင်းဘဝပေါ်တက်ရောက်မှုလည်းမရှိနိုင်တော့ပါဘူးပြောင်းလဲယူလို့လည်းမရတော့ပါဘူးဒါပေမဲ့တင်းစင်းသားတိုင်းတင့်ကိုအဲ့ဒီဖြစ်ပျက်ကဒုက္ခပေးပါလေတကယ်တော့တင်ကအဲ့ဒီဖြစ်ပျက်ကိုနောက်တစ်ချိန်ကောင်းထဲမှာဖန်တီးလိုက်တာပါ မရှိတော့တဲ့အရာကို ပြန်ပြီးဆွဲခေါ်ကပါဝါပေးလိုက်တာပါတင်တာမစင်းသားတော့ရင်လုံးဝကိုအသက်မဲ့နေတဲ့အရာပါတင်မကင်ထားပဲအောက်ချထားလေရတယ်ဖန်ခွက်တစ်ခုပါတင်အနေနဲ့အဲ့ဒီအရာတွေကိုစုတ်ကင်မထားဖို့လေလိုအပ်ပါတယ်ဒါဟာဥပမာပဲဖြစ်ပြီးအခြားအရာတွေလည်းအများကြီးရှိပါသေးတယ်ရည်သားဟောင်းကြောင့်အိပ်ပြက်အစာပြက်ဖြစ်တာမျိုးအရင်ကမှားခဲ့မှုတဲ့အမှားတစ်ခုကြောင့်စိတ်လေစိတ်လေနေတာမျိုးစတဲ့ဖြစ်ပါဒါတွေကတကယ်တော့အတိတ်ကြီးကိုမကောင်းမှန်းသိရတဲ့စုတ်ကင်ထားတာပါ ညောင်မန်တီရဲ့နဲ့ဖန်ခွက်ကြီးကိုကင်ထားတယ်လို့ပါပဲအဲ့ဒီဖန်ခွက်ကိုအောက်ချဖို့တင့်မှာအစွမ်းရှိပါတယ်မကောင်းတဲ့အတိတ်တွေနဲ့မညှိတွယ်အောင်ယုံထွက်ဖို့တင့်မှာအစွမ်းရှိပါတယ်တင်လုံးကြည့်ဖို့ပဲလိုအပ်တာဖြစ်ပါတယ်ဘဝမှာပြဿနာတွေမလားတဲ့အတိတ်တွေကြုံတဲ့အခါခေါင်းထဲမှာအမြဲမထည့်မထားဖို့လိုပါတယ်တွေးတင်တဲ့အခါတွေးပူတင်တဲ့အခါပူပြီးရင်ပျော်တင်တဲ့အခါပျော်ပါလူဘဝတကယ်တော့အများဆုံးနေရရင်ရက်ပေါင်း3000ခန့်ပဲရှိပါတယ်။အဲ့ဒီတဲကဘယ်နှစ်ရက်လောက်ကိုများဖန်ခွက်ကြီးကင်ပြီးတင်နေခဲ့ပြီးပြီလဲ။ ခုကိုကိုဘာကြောင့်မပြောလဲဆိုတဲ့မိကွန်းတွေများသွားတော့တင်မေးခဲ့ပြီးတင်းလက်ထဲကဖန်ခွက်ကြီးကိုရောခဏလောက်ဖြစ်ဖြစ်ချခဲ့မှုပါတလားဒီစာလေးဖတ်ပြီးရင်ပြန်စင်းသားပါမနှက်ဖန်တင်းသိမယ်ဆိုရင်တင်းခုသွေးနေတဲ့ပြဿနာကိုသွေးဦးမလားတကယ်တော့မနှက်ဖန်ဆိုတာမတည်ကြပါဘူးလူတွေဟာအများအတန်းတည်ဆုံးနေပါတယ်ကျွန်တော်ကတော့ဖန်ခွက်ကြီးကင်ပြီးမချိမလားမတည်ခြင်းပါဘူးကျွန်တော်လည်းတာမန်လူမှုဒေါသထွက်ပါတယ်စိတ်နှောက်ရဖြစ်တတ်ပါတယ်ဒါပေမဲ့အတက်နိုင်ဆုံးအဲ့ဒီမကောင်းတဲ့အရာကြီးကိုအကြာကြီးစုပ်ကင်မထားမိအောင်ကြိုးစားပါလေ ဒီနေ့ကစပြီးတင်လဲဖန်ခွက်ကြီးကိုအညောင်းခံပြီးအကြာကြီးမကင်ထားပါနဲ့တော့